လားဒီလိုမေးရမှာရှောင်ခိုင်းတယ်မပြောရဘာလို့လဲဆိုတော့ရှောင်ဆိုရင်ဝိလေကြောင့်ဘာလုံနေကြအောင်မှာဝို့ဘုရားပြောထားတာကသဗ္ဗပါပတ္တအကရဏံတို့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကသဗ္ဗဆိုတာအလုံးစုံသောတဲ့ပါပတ္တမကောင်းမှုမှန်သမျှကိုတဲ့အကရဏံနဲ့မပြုတ်နဲ့မကျင့်နဲ့ ဝိလေကြောင်ပတ်လို့လို့ပြောတာမဟုတ်ဘူးမလုံနဲ့လို့ကိုပြောတာမကောင်းမှုမှန်သမျှမလုံကြနဲ့ပြန်ပြောကြည့်စမ်းကိုမျိုးကိုဘာသာကိုသာသနာကိုအမှန်တကယ်စောင့်ရှောက်ခြင်းနဲ့ဆိုရင်မကောင်းတဲ့ကာယကံမကောင်းတဲ့ဝစီကံမကောင်းတဲ့မနောကံအာကုသို့ကံတရားတွေကိုပြုရမှာလားမပြုရဘူးလုံးဝမပြုပါနဲ့ ကောင်းသောကာယကံကောင်းသောဝစီကံကောင်းသောမနောကံကိုအစင်ထာဝရပွားများနေရအဲ့တော့သူတော်ကောင်းတို့ပြုတိုင်းပြုတိုင်းသောကံတွေကိုမကောင်းကောင်းအောင်လုပ်ကြဖို့လိုအပ်မလိုအပ်မြတ်စွာဘုရားကကုသလတဥပတံပဒာဒီလိုပြောတာကုသလတကုသိုလ်ကောင်းမှုမှန်သမျှကိုဥပတံပဒခစ်အောင်လုပ်ရမယ်လို့တိုက်တွန်းတာဟုတ်ပြီနော် ုသိုလ်ဆိုတာအလိုလိုဖြစ်လာမှာလားကုသိုလ်ဖြစ်အောင်လုပ်မှကုသိုလ်ဖြစ်မှာလားအဲ့ဒါမသိမချင်းမှတ်တာအလိုလိုတော့ကုသိုလ်မရဘူးကုသိုလ်ဖြစ်အောင်လုပ်မှဂျင်းနဲ့သလားကဲဒါဖြင့်သူတော်ကောင်းတို့ကုသိုလ်ကံကိုရောယုံသလားကုသိုလ်ကံရဲ့အကျိုးပေးကိုရောအကုသိုလ်ကံကိုရောအကုသိုလ်ကံရဲ့အကျိုးပေးကိုရော သိကြတယ်နော်ဒါဖြင့်သူတော်ကောင်းတို့အကုသို့အမှုတွေကိုရှောင်နိုင်ကြရဲ့လားရှောင်နေကြရဲ့လားဒီမိကွန်းဟာဥစဉ်ကိုဖြေဖို့ထက်ကိုကိုကိုရင်း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 ဖြေနိုင်ဖို့လိုတယ်အခုဥစဉ်ကပလင်ပေါ်ကနေမေးပေးနေတာကဥစဉ်အတွက်မေးတာလားသူတော်ကောင်းတို့အတွက်မေးတာလား လုပ်ပြရပြီတပည့်တော်တို့ဗမာတပည့်လုံးကိုဗမာစကားလိုက်တင်နေရကျုပ်ကတော့ခမည်းတော်သူတော်ကောင်းခေါ်มาပေါ့ခမည်းတော်ကသူတော်ကောင်းတို့အတွက်လို့ပြောလို့ဖြစ်ပါမလားအဲ့တော့ဦးစင်းအတွက်မေးတာလားသူတော်ကောင်းတို့အတွက်မေးတာလားအေးအဲ့လိုလို့စမ်းပါ ဒီနေ့ကြောင်းတက်နေတဲ့ကြောင်းသားလေးတွေသူ့အတန်းနဲ့သူတန်းနှစ်တန်းသုံးတန်းလေးတန်းငါးတန်းခြောက်တန်းခုနှစ်တန်းရှစ်တန်းကိုယ်တန်းဆယ်တန်းတနစ်ကုံစာသင်နစ်ကုံတော့စာမွေးမဖြေရဘူးလားအဲ့ဒီစာမွေးဖြေကြတာဒီစာမွေးပွဲဖြေတာဆရာဆရာမတွေအတွက်ဖြေပေးတာလားကျောင်းသူကျောင်းသားတွေအတွက်ဖြေရတာလားအဲ့ဒါပဲ ဇံမွဲဆိုတာကိုယ်ရည်ချင်းကိုစစ်တာအဲ့ဒါမသိတော့ဆရာကိုလိန်နိုင်အောင်လှဲ့နိုင်အောင်ခိုးချနော်အမှန်များများရောက်အောင်လို့ဂုံတူးတွေထွက်အောင်လတ်ထိုးအဲ့ဒါဆိုကိုယ်အတွက်ဖြေတာလားဆရာအတွက်ဖြေတာလားဇံမွဲဖြေတယ်ဆိုတာကိုယ်ရည်ချင်းကိုစစ်တာဟုတ်ပြီနော်သဘောပါသလား ဒါဖြင့်တရားဟောဓမ္မဂတိကဆရာတော်တပါးကဓမ္မသနပလင်ဘောကနေသူတော်ကောင်းတို့ကိုမေးနေတဲ့မေးခွန်းနေသည်ဓမ္မဂတိကဆရာတော်အတွက်မေးနေတာလားသူတော်ကောင်းတို့အတွက်မေးတာလားကဲဒါဖြင့်ယင်ဒီထဲမှာစစ်ဆေးကြည့်အောင်ဖရာမြတ်ဗုဒ္ဓမြတ်စွာဘုရားရဲ့အဆုံးအမကိုအမှန်တကယ်ယုံကြည်ကြတယ်ဆိုရင်ဒီထဲမှာ သူများအသက်တက်ပြီးတော့အသက်မွေးနေရပါသလားကုသရောကောင်းတို့ဒီထဲမှာသူများအသက်တက်ပြီးအသက်မွေးနေရတဲ့လူပါလားမပါရင်သာဓုပါတဲ့လူတော့ကမ္မတကခင်ဗျားတို့ရှင်တတ်သလားကျဘိုးဝတ်စိတ် ရည်ကုန်ပြီဆရာလေးတွေပါရည်တာပဲနော်အဲကိုယ်အကြောင်းကိုသိတယ်ဟမ်လားကိုကိုကိုအစဉ်ပြေဘူးအိရာအစဉ်ပြေဘူးဇဘိုးထသဆိုကိုယ်အတွက်သူများအသက်မသက်ဘူးလားအဲ့လိုသားတဲ့လူတွေဒီထက်ပါလားကေထာထာသူများဥစ္စာခိုးပြီးတော့အသက်မွေးနေရတဲ့လူပါလား တာတို့တာတို့တာတို့တာချီလေးကတော်လိုက်တာနော်ဒီထက်ဆံရောင်းတဲ့လူပါလားရည်ပြီးဟမ်ဘာဘာသားတွေတို့ခမရတို့ဟုတ်ပြီဒီထဲမှာသူများသားမယားပြမစော်ကားပြီးအသက်မွေးနေရတဲ့လူပါလားတာတို့တာတို့မပါတဲ့လူတွေတာတို့ပါတဲ့လူတော့ ကမ္မတကားနော်ကိုလန်းကိုသွားပေါ့ဟုတ်ပလားဟဲ့ကဲဒါဖြင့်ဒီထဲမှာမှုသားပြောပြီးတော့အသက်မွေးနေရတဲ့လူပါလားသာဓုသာဓုသာဓုပွဲစားတွေပါလားသွားပြီသဘောပါတယ်နော်ဘု து ကိုဘု து မေးရမှာကဲမေးပါဦး ဒီနေ့တရားနာလာကြတဲ့တရားနာပိသက်သူတော်ကောင်းတို့ဘဝဟာယုတ်ညံ့တဲ့ဘဝလားမြင့်မြတ်တဲ့ဘဝဘလို့ဘာလို့မြင့်မြတ်တဲ့ဘဝလို့ပြောနိုင်တာလဲဟင်ဒီမှာကြည့်ယုတ်ယုတ်ဆိုတာယုတ်နိုင်တယ် နော်အမျိုးယုတ်တယ်အကျင့်ယုတ်တယ်မရှိဘူးလားယုတ်မာတယ်ညှဉ်းနွမ်းတယ်ဒါယုတ်တာဟုတ်ပြီနော်နောက်တစ်ခါဆုပ်ယုတ်တယ်နောက်တစ်ခါဘာလဲဆုပ်ယုတ်တယ်တိုးတက်ခြင်းမရှိဘူးဆုပ်ယုတ်နေတယ်အဲ့တော့အခုယုံညံ့တဲ့ဘဝဆိုတာကသူများအသက်တပ်ပြီးအသက်မွေးနေရတဲ့လူသူများဥစ္စာခိုးပြီးအသက်မွေးနေရတဲ့လူသူများသမီးယာပြမစော်ကားပြီးတော့အသက်မွေးနေရတဲ့လူ မူသားလိန်ညာပြီးတော့အသက်မွေးနေရတဲ့လူဂုံးတိုက်ပြီးတော့အသက်မွေးနေရတဲ့လူတိမ်ဖြင်းပော့ပြက်တဲ့ဇကားတွေပြောပြီးတော့အသက်မွေးနေရတဲ့လူသေရေသေရက်ရောင်းဝယ်ဖောက်ကားပြီးတော့အသက်မွေးနေရတဲ့လူဟုတ်ပြီနော်အဲ့ဒီပုံကိုယ်တွေဟာနေ့စဉ်နဲ့မြဒီနေ့အရက်ရောင်းနေတဲ့လူဘီယာရောင်းနေတဲ့လူအရက်ဆိုင်ဘီယာဆိုင်စားတော့ဆိုင်မရှိဘူးလားအဲ့ဒီပုံကိုယ်တွေကနေ့စဉ်ရောင်းရဝင်ငွေတော့တိုးနေတယ်ကုသိုလ်တိုးနေလားအကုသိုလ်တိုးနေလား ဒါဖြင့်တို့တို့မှကုသိုလ်တရားဆုပ်ယုပ်မှုရှိမရှိတခါအရင်ရောင်းစားနေရတဲ့ဘဝဆိုတာမြင့်မြတ်တဲ့ဘဝလားယုံညံ့တဲ့ဘဝလားအလွန်အောက်တန်းကြတဲ့ဘဝဟုတ်ကလားတေးရင်တေးရဲ့ဘိမ့်မင်းကစော်လော်စာအရင်ရောင်းပြီးမှအသက်မွေးနေရတဲ့ဘဝလောက်ယုံညံ့တဲ့ဘဝမရှိဘူးရှင်းလားသဘောပါလားအဲ့တော့ရုပ်တယ်ဆိုတာဆုပ်ယုပ်လာတယ်အမျိုးယုပ်တယ်အကျင့်ယုပ်တ ဘောပါလားမှန်ပါဗျာအဲ့တော့တတော်ကောင်းတို့ကအဲ့လိုယုံညံ့စွာကိုကိုကိုအသက်မွေးနေရသလားလို့ဘသူကိုဘသူဆက်ရခုတတော်ကောင်းတို့မြတ်စွာဘုရားသာသနာနဲ့တွေ့မတွေ့ဘုရားအဆုံးမကြားနာရခွင့်ရှိမရှိဒါလည်းအရေးကြီးသေးတယ်ဘုရားသာသနာနဲ့ကြုံတယ်ဆိုတာအခုဗုဒ္ဓမြတ်စွာသာသနာပိဋကသုံးပုံရှိတယ် ပိဋကသုံးပုံရှိပေမဲ့အဲ့ဒီပိဋကသုံးပုံတွေကတရားတွေကိုခမည်းတော်နားလေတဲ့ဘာသာစကားနဲ့ဟောမဲ့လူမရှိရင်ခမည်းတော်တရားနဲ့တွေ့မလားတွေ့ပါဘူးဗျာတွေ့ပါလိလို့ဘလို့ညွတ်ညွတ်ကိုမနားမလဲပဲနဲ့ဟင်ခမည်းတော်နားမလဲရင်သာသနာနဲ့တွေ့တယ်လို့ပြောလို့ဒါကြောင့်မြတ်စွာဘုရားကရခဲ့တဲ့တရားတွေမှာမြတ်စွာဘုရားသာသနာနဲ့တွေ့ခြင်း ဘုရားသာသနာအဆုံးအမတွေကိုဓမ္မဝိနည်းရတွေကိုမိမိကိုနားလည်အောင်ပြန်လည်ဟောပြောပြသနိုင်တဲ့ပုဂ္ဂိုလ်ရှိခြင်းတဲ့ဟုတ်ကလားအခုခေတ်မှာသူတော်ကောင်းတို့ကိုနားလည်အောင်ပြန်လည်ဟောပြောနိုင်တဲ့ဆရာတော်သမတော်ဓမ္မဂရိကဆရာတော်များရှိမရှိရှိတဲ့အတွက်ခုသူတော်ကောင်းတို့ဟာတကယ်သာသနာနဲ့တွေ့မတွေ့သိကြတယ်နော်ဒါဖြင့်သာသနာနဲ့တွေ့တဲ့ဘဝသည်ယုံညံ့တဲ့ဘဝဖြစ်တဲ့လား မြင့်မြတ်တဲ့ဘဝဖြစ်တဲ့နမြင့်ဆိုတာကအသက်မွေးဝမ်းကြောင်းပြုတဲ့နေရာလဲမြင့်မြတ်တယ်ဟုတ်ပြီနော်အောက်တန်းစားတွေလှုပ်တဲ့အလုပ်မဟုတ်ဘူးအထက်တန်းကြတဲ့ပုံကိုယ်တွေလှုပ်တာဒါကိုမြင့်မြတ်ဆိုတာအခုဘဝမှာနေ့စဉ်နဲ့မြတနေ့တနေ့24နာရီ24နာရီအချိန်နေကုန်ကုန်မသွားဘူးလားအဲ့ဒီကုန်သွားတဲ့24နာရီအတွင်းမှာ ကုသိုလ်မရလိုက်ဖဲနဲ့အကုသိုလ်နဲ့အချိန်ကုန်ရင်မြတ်သလားရှုံးသလားအဲ့ဒါယုတ်ဆုတ်ယုတ်တယ်ဟုတ်ပြီနော်ကုသိုလ်မရလိုက်တဲ့နေ့ဟာမြတ်တဲ့နေ့လားယုတ်တဲ့နေ့လားယုတ်သွားပြီကိုမကုသိုလ်တရားတွေဆုတ်ယုတ်သွားပြီရှင်းတယ်နော်အဲ့တော့ကုသိုလ်တရားရတဲ့နေ့ဟာမြတ်တဲ့နေ့အဲ့တော့တော်ကောင်းတို့ကဗုဒ္ဓဘာသာမှန်ရင်နေ့စဉ်နဲ့မြတ်ကာယကံစင်ကြယ်အောင်ကြိုးစားဖို့လိုအပ်မလို့อ่ะ ဝစီကံစင်ကြယ်အောင်လဲမနောဟံစင်ကြယ်အောင်လဲစူးစမ်းဖို့လိုအပ်မလိုအပ်အဲ့လိုကာယကံဝစီကံမနောကစင်ကြယ်အောင်စူးစမ်းနေတဲ့ပုဂ္ဂိုလ်သည်ရုပ်သောပုဂ္ဂိုလ်လားမြတ်သောပုဂ္ဂိုလ်လားရှင်းသလားသဘောပေါက်ပြီလားဒါဖြင့်သူတော်ကောင်းတို့သည်ဗုဒ္ဓသာသနာနဲ့ကြုံတွေ့နေတာဖြစ်တဲ့အတွက်ဆုတ်ယုတ်သွားတဲ့လူတွေဖြစ်တဲ့သလားမြင့်မြတ်လာတဲ့လူတွေဖြစ်တဲ့သလား ဂျင်းတ်တော်ဒါဖြင့်ရင်အခုရထားတဲ့ဘဝသည်ကိုဘဝကိုပြုပြင်လို့ရနိုင်မရနိုင်အတိတ်ကဘယ်လိုကံတွေပြုခဲ့လို့ယခုဘဝမှာဘယ်လိုအကျိုးတွေပေးနေပါစေဥစ္စာ ရှိသည် ဖြစ်စေမရှိသည်ဖြစ်စေရာထူးရှိသည်ဖြစ်စေမရှိသည်ဖြစ်စေဂုံတရရှိသည်ဖြစ်စေမရှိသည်ဖြစ်စေ ကိုဘဝကိုကိုကောင်းအောင်ပြုပြင်မှုအခွင့်အလန်းတောကောင်းတို့မှာရှိမရှိဒီဘဝကနေငရဲသွားခြင်းကောမရဘူးလားနတ်ပြည်သွားခြင်းကောဗြမပြည်နိဗ္ဗာန်ဘယ်သွားကြဘယ်သွားကြ နိဗ္ဗာန်သွားမယ်လို့ပြောအောင်ခင်ဗျားတို့ကာယကံစင်ကြယ်ပြီလားမှန်းတာတော့အမြင့်ကြီးပဲဟုတ်ပြီနော်ကျုပ်ကကောင်းကောင်းသိပြီးသားမေးလိုက်ရင်ဘယ်သွားမလို့ဆိုရင်ဘယ်သွားမှာနိဗ္ဗာန်သွားမယ်လူတွေကတိကာယကံစင်ကြယ်ပြီလားဝစီကံစဉ်းစားနော်ခုခင်ဗျားတို့မူသားပြောလား အတင်းပြောလားကြည့်လေဒါပြန်ဝစီကံကိုစင်ကြယ်သလားတချို့ကမူသားမပြောဘူးဟုတ်ပြီအတင်းမပြောဘူးโอเคနော်တံဖတ်ပလာဘဝါစာတိလသမารီပညာနဲ့မလျော်ညီတဲ့ဇကားတွေကိုရီးယားဇကားအကြောင်းတို့နော်ထိုင်းဇကားအကြောင်းတို့မပြောဘူးလား ပြောရင်အဲ့ဒါကုသိုလ်လားအကုသိုလ်လားပညာရှိတဲ့လူတွေကအဲ့လိုအကျိုးမရှိတဲ့အလုပ်တွေရှင်းသလားရှောင်းနိုင်ပြီလားအရာထဲကဟိုလူအကြောင်းပြောဒီလူအကြောင်းပြောမပြောဘူးလားကုသိုလ်လားအကုသိုလ်လားဂိုင်ဒါဖြင့်နိဗ္ဗာန်နိဗ္ဗာန်လို့သာပြောတာနိဗ္ဗာန်နဲ့ထိုက်တန်တဲ့ကံမပြုတ်နိုင်မဲနဲ့နိဗ္ဗာန်ရပါမလားကျင်းတဲ့တော့ ဒါပြန်အခုလောလောဆယ်ကိုဘဝကိုမြင့်တဲ့မြင့်အောင်ကြိုးစားဖို့ပထမအခြေခံဖြစ်လိုအပ်မလို့အပ်အဲ့တော့ဘဝအဆင့်တန်းမြင့်လာဖို့ဆိုတာအလိုလိုမြင့်လာမှလားမြင့်အောင်ကြိုးစားမှမြင့်မှာအောက်တဲ့ဆုံးကိုပြောနေတဲ့စကားကလေးတွေဟာတနေ့တဲ့နေ့တည်းယဉ်ကျေးလာရမယ်ဖြောင့်မတ်လာမယ်မှန်ကန်လာရမယ် အကျိုးရှိလားအဲ့ဒါလို့ကိုကိုကိုပြုပြင်ယူအောင်ဟုတ်ပြီနော်ငါဟာအရင်တုန်းကလိုပဲလိန်တတ်သူပဲလားလိန်နေတုန်းပဲလားအဲ့တော့လိန်တတ်တုန်းပဲလိန်နေတုန်းပဲဆိုရင်ဒီပုဂ္ဂိုလ်ဟာမြင့်မြတ်လာသူလားဆုံးယုတ်လာသူမူသားတခွန်းတခွန်းပြောတိုင်းဘဝဟာအမြတ်ထွက်သလားအရှုံးပေါ်နေလားဂျင်းနာသလားဒါဖြင့် ကံနဲ့ကံရဲ့အကျိုးကိုပိုင်ပိုင်နိုင်နိုင်ယုံကြည်ဖို့လိုအပ်မလိုအပ်အဲ့တော့သူတော်ကောင်းတို့လွယ်လွယ်ကူကူပဲမေးပါအောင်မယ်သူတော်ကောင်းတို့အခုဘာဘဝရထားလဲဘာလို့လူ